ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကိုအမှုဖွင့်စစ်ဆေးနေတဲ့ ICC အမှုဆောင်ရှေ့နေချုပ်ကာရင်ခမ်ဟာလိန်ပိုင်းဆိုင်ရာဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရကြောင်းသမနီလာ Times သတင်းဌာနကရေးသားထားပါတယ် International ရာဇဝတ်မှုတရားရုံး ICC ရဲ့အမှုဆောင်ရှေ့နေချုပ်ကာရင်ခမ်ဟာ ဖလပိုင်ရဲ့အရင်သမရရိုဒရီကိုဒူတာဒေကိုအမှုစစ်ဆေးနေစမှာ၎င်းကိုယ်တိုင်လိမ်ပိုင်းဆိုင်ရာပြစ်မှုဆွဆဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။၎င်းရဲ့အကူအညီတအုပ်က၎င်းကိုလိမ်ပိုင်းဆိုင်ရာပြစ်မှုတွေနဲ့ဆွဆဲခဲ့ပြီးခမ်းကအဲဒီဆွဆဲချက်တွေကိုညှင်းဆို့ခဲ့ပါတယ်။ ICC ဟာ2024ခုနှစ်နှဝင်မာလမှာစုံစမ်းစစ်ဆေးမှုကိုစတင်ခဲ့ပြီးအခုအချိန်ထိဆက်လက်ဆောင်ရွက်နေပါတယ်။2023ခုနှစ်မေလမှာခမ်းဟာအစ္စရေးနိုင်ငံရဲ့နိုင်ငံတော်ခေါင်းဆောင်နေတန်ယာဟုနဲ့၎င်းရဲ့ကာကွယ်ဝင်ကြီးကိုဖမ်းဆီးဖို့ကြေညာခဲ့ပါတယ်။ Wall Street Journal သတင်းစာရဲ့ Editor အဖွဲ့ကခမ်းရဲ့လိမ်ပိုင်းဆိုင်ရာပြစ်မှုဆွဆဲချက်တွေကိုဖုံးကွယ်ဖို့၎င်းရဲ့အလုပ်ကိုကာကွယ်ဖို့ကြိုးပမ်းမှုလို့ထင်မြင်ခဲ့ပါတယ်။ အစ္စရေးဟာနေတန်ယာဟုကို ICC ထံလွှဲပြောင်းပေးဖို့ညှင်းဆန်ခဲ့ပြီးအမေရိကန်သမ္မတထရမ့်က 2025ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့မှာ ICC ရဲ့အစီအစဉ်တွေကိုစတင်ခြင်းပြီး ICC အရာရှိတွေနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေကိုအမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်ပိတ်ပင်တာနဲ့ပိုင်ဆိုင်မှုတွေကိုရှောင်ကျဉ်တာအပအဝင်အရေးယူမှုတွေကိုကြေညာခဲ့ပါတယ်။နေတန်ယာဟုအမှုမှာအောင်မြင်မှုမရရှိတဲ့ခံမှာဒူတာဒီကိုပြစ်မှတ်ထားခဲ့ပါတယ်။၎င်းဟာဒူတာဒီအမှုကိုကိုရိုင်းလက်ခံစစ်ဆေးခဲ့ပြီး ICC ရဲ့အမြင်ကိုပြန်လည်တည်ဆောက်ဖို့ကြိုးပမ်းခဲ့ပါတယ်။ ICC ရဲ့လိမ်ပိုင်းဆိုင်ရာပြစ်မှုဆွဆွဲချက်တွေကိုဖော်ထုတ်ခဲ့ပြီးခမ်းမြက်အမှုအပေါ်တယောက်မှုရှိစေခဲ့ပါတယ်။ဥပမာအားဖြင့် The Guardian သတင်းစာကခမ်းကိုလိမ်ပိုင်းဆိုင်ရာပြစ်မှုတွေနဲ့ဆွဆွဲခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ဖိလစ်ပိုင်သမ္မတမာကော့စ်ဟာဒူတာဒေးကို ICC ထံလွှဲပြောင်းပေးခဲ့ပါတယ်။